ကတိသုံးပါးကျော်လွှားရေးအကြောင်းတရားဒေသနာတော်ဒီကနေ့ညတပည့်သည်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုပြုကာတည်ကျူးဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတကထာကို ရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင် ယောကပကောတိဟိပိအပမေယံကာလံကရောတောတိဒုက္ခရာနိခေရံကတောလောကဟိတာယနာထောနမောမဟာကရုဏိကတတတ္တာယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီပါလူလာတောင်းတအကုန်ပေါင်းခါသဖြင့် နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်အတင်ချတို့ဖြင့်တော်လဲအပ္ပမေယံရေတွေ့တိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလလေးအတင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးငါ အတိဒုက္ခရာဏိဥစ္စာအသက်ချေလက်အင်္ဂါမိတ္တကြီးမှသမိတာနှင့်တထာဇနိဆွန်ခြင်းကြီးဟုကျေတိထဘွယ်ငါးဘွယ်အစုအလုံးခဲရင်သောအမှုတော်ကိုကရောတော်ဘုရားဖြစ်ရန်ဤတန်ကြိုးကိုအထုတ်တော်မူရသည်ဖြစ်ပြီခေရန်လက်ချင်းမြလုံးအသက်ဆုံးလည်းရဲ့နှလုံးစေဝံကိုရောဤပမာဉ္ဇဉ်တို့ ကတဘဝဒနာချိန်ဖန်များစွာရောက်တော်မူကြရရှာလိမ့်မည်မဟာကရုဏီကတတတဝများယင်ဝေတာကဲ့သို့တနာချစ်ခင်မာကရုဏာရှင်ဖြစ်တော်မူသောတတတတတဝိနည်းများစွာတတဝဤချမ်းသာစီပါလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထအမြညာထိုးရှင်တော်မြတ်ဖျားအား

တန်တရာထဲမှာဘဝတစ်ခုရထားတဲ့ပုဂ္ဂိုလ်တွေကြုံတွေ့နိုင်တဲ့ဘေးဆိုးရန်ဆိုးကံမျိုးတွေဆိုတာခေတ်ကာလအလိုက်ယမယံခါကြုံတတ်တယ်ပေါ့အဲ့လိုကြုံတဲ့အခါမှာအများစုဝိဇ္ဇာရဲ့မှာဒီလိုကြုံလာတဲ့အခါမျိုးကြတော့ ကံမကောင်းအကြောင်းမလားလို့လို့ဆိုတဲ့အကြောင်းကိုမပြောတော့ဘဲနဲ့ဝတ္တသေးဝေသောဒေါသောအနယဝုစီရဲတဲ့မှာတရဝတုနေနဲ့ဖြစ်နေရခြင်းရဲ့အပြစ်ပဲလို့ဒီလိုဆုံးလို့ရတာပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီလိုကကြီးသုံးမှာဘေးဆိုးရံဆိုးကမျိုးတွေနဲ့ချုပ်နေဆိုတာတခါတလေတူတူတောင်မဟုတ်ဘူး ကဘာမှာရှိတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းလိုဂျုံတတ်တာတွေဖြစ်တာ။ဒါကြောင့်မို့လို့ကုသအကုသဆိုတာလည်းပဲတဏှာတလောက်ကြာတော့လူတွေမှာ အကုသနဲ့ကင်းတဲ့ပုဂ္ဂိုလ်ဆိုမရှိနိုင်ဘူးလေ။အဲတော့မရှိနိုင်တော့အကုသဆိုတာလည်းပဲအခွင့်ရေးရရင်ကျိုးပေးတာပဲ။ကုသကလည်းအခွင့်ရေးရလာရင်ကျိုးပေးတာပဲ။တဏှာဝတ်ထဲကမလွတ်သေးသမျှတော့ အကုသူတွေကလည်းမြတ်စွာဘုရားတောင်းမှပဲခန္ဓာရှိနေသေးရင်ဝင်ပြီးတော့နှိပ်စက်လိုက်သေးတာပဲရှင်မောကလန်တို့လိုတကူရှင် ပုဂ္ဂိုလ်တွေလည်းဝင်ပြီးတော့နှိပ်စက်လိုက်တာပဲဒါကတန်တရားဝတ်ထဲမှာရှိနေလို့ရှင်မလုတ်ကိုင်းနိုင်တဲ့သဘောတွေပေါ့နော်အဲ့တော့မလုတ်ကိုင်းနိုင်တဲ့သဘောတွေကိုတခါတရံကျတော့ကံကိုဥတီကြောရပဲရှိတယ်ခါတရံကျတော့အဆိုးနဲ့ဂျုံတာရှိတယ် မြန်မာနိုင်ငံမှာကအမျိုးမျိုးမြန်မာလူမျိုးတွေဟာကြုံခဲ့တခြားလူမျိုးတွေလည်းပဲဆိုင်ရဆိုင်ရကမျိုးတွေကြုံခဲ့တယ်။ဘုန်းကြီးတို့မြန်မာနိုင်ငံဗြိတိရှအုပ်ဆိုးနေတဲ့အချိန်အင်္ဂလိပ်လက်ထက်ကဆိုလို့ရှိရင်နောက်ပိုင်းမှာဗာရီကြုံတော့ဆိုရင်ပလီယောဂါတို့ဓာတ်ကြုံခဲ့တာပဲလေ။တချို့ဆိုရွာလုံးကျွတ်မျိုးလုံးကျွတ်ပြောင်းရွှေ့သွားတဲ့ဟာတွေရှိတယ်။ အဲ့တော့အဲ့ဒီထက်ပါသွားတဲ့ပုံကိုယ်တွေလည်းရှိတယ်လွတ်တဲ့ပုံကိုယ်တွေလည်းရှိတယ်အဲ့ဒီလိုဘေးဆိုးရံဆိုးကံမျိုးဆိုတာဟာကြာရောက်ဖြစ်ပေါ်ပြီးတော့လာတတ်တယ်ကံကောင်းအကြောင်းမလာတဲ့အခါမှာလူတိုင်းလူတိုင်းကလည်းအကုသိုလ်မကင်းတဲ့အတွက်ကြောင့်ထိုအကုသိုလ်ကနေပြီးတော့အကျိုးပေးခွင့်ရသွားလို့ဒီကတ်ထဲမှာပါသွားတဲ့ပုံကိုယ်တွေလည်းအများကြီးပဲအဲ့တော့ မြန်မာနိုင်ငံဗုဒ္ဓဘာသာဝင်တွေပြောလို့ရှိတဲ့ကัจကြီးသုံးပါးကัจကြီးသုံးပါးလို့ဩဃတာထဲမှာလည်းပဲဒီကัจကြီးသုံးပါးလွတ်မြောက်ဖို့ဆိုပြီးတော့ဖျက်ကြောတဲ့အခါမှာလွတ်ချင်ကြဆူတောင်းကြပယ်လေးပါးကတ်သုံးပါးဆိုတဲ့ထဲမှာလေအဲ့တော့ကတ်ဆိုတာဘာကိုပြောရလဲဆိုတော့ဘုန်းကြီးတို့ဒါကိုမှတ်သားဖို့ ကတ်ဆိုတဲ့စကားလုံးကကပ္ပဆိုတဲ့ပါဠိဘာသာကိုမြန်မာမပြန်မဲနဲ့သုံးနှုန်းနဲ့အတိတ်ပဲကပ္ပဆိုတာဘာလဲဆိုရင်အတိုင်းတာ အချိန်ပိုင်းတစ်ခုလို့ဒီလိုဆိုလို့အချိန်ပိုင်းတစ်ခုဆိုတာဘေးကအနေရကျုံနေတဲ့အချိန်ကာလတစ်ခုကိုကပ်လို့ဒီလိုပြောတာပဲဒီကပ္ပဆိုတဲ့စကားလုံးဟာ ီနေရာမှာအချိန်ပိုင်းတစ်ခုဒီအတုံးတစ်ခုကိုကြည့်ပေါ့အာယုကပ္ပဆိုတဲ့စကားလုံးကိုကြည့်ရသော်ဘုရားကရှန္ဒနာကိုတတ်တော်80အရွယ်မှာအာယုတင်္ဂါရမလွတ်ခင်မင်းရှိတယ်အာနန္ဒာအဋ္ဌိပတ်၄ပါးကိုကြာကြာနာနာပွားထားတဲ့ပုဂ္ဂိုလ်ဟာ အာယုကစေအောင်သို့တဲ့သို့မဟုတ်အာယုကတဲ့ကြော်ပြီးတော့အသက်ရှင်တည်နေနိုင်တယ်လို့ဒီလိုမိန့်လေးရှိတယ်အဲ့လိုမိန့်တဲ့နေရာမှာကြည့်ပေါ့အာယုကပ္ပဆိုတဲ့အဓိပ္ပာယ်ကဘာလို့ဆိုလူတွေရဲ့တက်တန်းအတိုင်းတာတစ်ခုကပ္ပလို့တုံးတာအဲ့ဒီမှာလည်းပဲဆိုပါစို့ကောရမမြတ်စွာဘုရားပွင့်တဲ့ အချိန်တိုင်းတာတခုလူတွေရဲ့အာယုကပ္ပဆိုတာဒါတရားဌာန်ကိုပြောတာအသက်တရားဌာန်မှာလူဖြစ်တဲ့ပုဂ္ဂိုလ်တွေဟာအသက်120တရား60ထိရှိရှင်ရှိလိမ့်မယ်သို့တော့200 300ထိရောက်ဖို့ဆိုတာအမတန်မှခဲတရားဌာန်ကောရဝမြတ်စွာဘုရားတရားဌာန်ပွင့်အဲ့ဒီတရားဌာန်အချိန်ကာလအပိုင်းခြားတစ်ခုအာယုကပ္ပလို့ခေါ်တာပဲ။ အဲ့ဒီကပ္ပဟာအချင်းအတိုင်းတာတစ်ခုကိုခေါ်တယ်လို့ပဲကတ္တုမဆိုတဲ့နေရာမှာပါတယ်ကပ္ပဟာလည်းအချင်းအတိုင်းတာတစ်ခုပဲပေါ့အဲ့တော့ကတ္တုမနဲ့ပတ်သက်ပြီးတော့ဒီအချင်းပိုင်းတစ်ခုလို့ဒီလိုမှတ်သားဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့အချင်းအတိုင်းတာနဲ့ပတ်သက်ပြီးတော့လောကလူသားတွေတရားဝါတွေကြုံတွေ့ရတဲ့ ဘေးစိုးကတ်ဆိုးကြီးတွေကဘာတွေတုံးလို့ဆိုဝေဒာလိပြည်မှာကြာရောက်ဖြစ်ပေါ်လာတဲ့ဘေးစိုးကတ်ဆိုးအဲ့ဒီဘေးစိုးကတ်ဆိုး၃မျိုးရှိတယ်ကတ်ကြီး၃ပါးလို့ခေါ်ကြတယ်ပေါ့ဝေဒာလိပြည်မှာမိုးကောင်အေးရှားဖြစ်သွားမိုးမမှန်တော့မိုးမလျော်ဘူရီတားခေါင်တဲ့အခါကျတော့စိုက်လို့ပြုတ်လို့မရဘူး ကောက်စဘာပင်တွေကအသီးနှံမထွက်လာအခုလည်းကြည့်လေ အနောက်နိုင်ငံတွေမှာ တချို့ဟိုအာဖရိကနိုင်ငံတွေမှာမိုးခေါင်မိုးခေါင်ပြီးတော့အစာရေစာမပြည့်စုံလို့ဒုက္ခရောက်ကြတာဟိုမကြခင်ကအီသီယိုပီးယားဆိုတာဖြစ်သွားတာရှိအခုလည်းပဲအာဖရိကနိုင်ငံတွေမှာဆိုမာလီတို့ဘာလို့ဆိုဖြစ်နေမိုးခေါင်ပြီးဆိုတဲ့အခါစိုက်လို့ပြုတ်လို့မရဘူးတောက်ရေတောင်မပြည့်စုံတော့အကုန်လုံး ဲ့လိုမိုးခေါင်တယ်ဆိုတဲ့အခါမှာမိုးမရွာလို့ရှိရင်ဘာဖြစ်လာလဲဆိုရင်မိုးကိုအမိပြုတ်ပြီးတော့ဆိုက်ရပြောရမယ်လူတွေစားသုံးဖို့သီးနှံမဖြစ်တော့မဖြစ်တဲ့အခါကျတော့ဘာဖြစ်လဲလို့ဆိုဒုတ်ဖိခဒုဆိုတာမပြည့်စုံတဲ့ဖိခအစာရေစာအစာရေစာမပြည့်စုံဘူးတောက်ရည်မရှိဘူးစားစရာမရှိဘူးဟောဖြစ်လာအဲ့ဒီ ရေမရှိဘူးစားစရာမရှိဘူးဆိုတော့ဒီအချိန်အတိုင်းအတာကြီးတစ်ခုဟာ6လကြာရင်လည်းကြာမယ်တစ်နှစ်ကြာရင်လည်းကြာမယ်နှစ်နှစ်သုံးနှစ်ကြာရင်လည်းကြာမယ်အဲ့ဒါလို့ခံစားနေရတဲ့မိုးကောင်ရေရှာခံစားနေရတဲ့အချိန်ပိုင်းကြီးတစ်ခုတရားလေးတေကျပျက်စီးပြီးဒုက္ခရောက်နေတဲ့အချိန်အတိုင်းအတာကြီးတစ်ခုဒုဗ္ဗိခန္ဒရကတ်လို့ဒီလိုခေါ်တာဒုဗ္ဗိခန္ဒရကတ် မိုးခေါင်လို့ဒုက္ခရောက်အောင်ပြီးတော့အစာရေစာမစားရငတ်ပြတ်နေတဲ့အချိန်ပိုင်းတစ်ခုဒုဗိခန္တရကတဲ့အဲ့တော့ဝေဒာလိပြည်မှာအဲ့လိုဒုဗိခန္တရကရောက်သွားကတ်ဆိုတာတစ်ခုနဲ့တစ်ခုဆက်သွယ်ပြီးတော့နေတာအစာရေစာမပြည့်စုံတော့အစာရေစာမစားရရုံတင်ဒီရင်ရထမဟုတ်ဘူးအစာမစားရတဲ့အခါမှာဘာဖြစ်လာတော့ဆိုတော့ အာရတ္တမပြည့်ဝတဲ့အခါမှာလူတွေမှာယောဂဖြစ်ကြပြန်အဲ့တော့ယောဂဖြစ်တဲ့အခါမှာယောဂတွေကလည်းလင်းလင်းမြန်းမြန်းကုသတဲ့တူကနေတူကုသပြီးတော့ယောဂတွေဖြစ်ပွားတယ်တခါတရံဒီအစာရေစာရှားပါမှုကိုအကြောင်းပြုပြီးတော့ယောဂဖြစ်တာရှိတယ်တခါတရံကျတော့အစာရေစာရှားပါမှုကိုအကြောင်းမပြုဘဲနဲ့ယောဂဖြစ်လာတာလည်းရှိတယ်ကြည့်လေမြန်မာပြည်မှာလည်းအလုံးကြာဘူးကြာလိမ့်မယ် ဟိုလွန်ခဲ့တဲ့၄၅နှစ်လောက်ကစားယောဂါဆိုတဲ့ခါဖြစ်လိုက်တယ်။အနောက်ပိုင်းကျတော့ H1N1 တို့ H5N1 တို့ဆိုယောဂါတွေဖြစ်ကြတာပဲ။ကုသတဲ့ယောဂါတွေဖြစ်ပြီးတော့မကြမကြဒုက္ခတွေရောက်ကြတဲ့အနေအထားမျိုးတွေရှိတယ်။အဲ့ဒါလိုယောဂါတွေဖြစ်တယ်။တော့ခုခေတ်မှာတော့ဆေးဝါးတွေတို့ကာကွယ်ဆောင်ရှောက်မှုတွေကတိုးတက်လာသည့်အတွက်ကြောင့်ဒါ အနည်းငယ်ဖိတ်စဉ်ရှိတော့လည်းပဲဒုတိယကဘာစစ်အချိန်တုန်းကဗမာပြည်မှာ ဖြစ်တဲ့ပလိတ်ယောဂါတို့လို့ဟိုတိကျိပြစီမှုဟာနဲတယ်လို့ပြောရမှာပေါ့နော်အဲ့ဒီတုန်းကပလိတ်ယောဂါတို့ကအများကြီးတိကျိပြစီမှုတွေရှိခဲ့တယ်ပေါ့မှတ်တမ်းတွေကိုပြန်ကြည့်မယ်ဆိုလို့ရှင်တချို့ကရွာလုံးကျွတ်သွားတာတွေပါတောင်ရှိတာအဲ့တော့မန္တလေးတို့ပါလို့ဆိုလို့ရှင်လည်းအကုန် ဟိုပြိယောဂဟိုရှောင်းတိမ့်ပြီးတော့တခြားနေရာတွေသွားကြဆရာတော်ကြီးတပါးဆိုလို့ရှိရင်ပိဋကစာပိတ်တဲ့ပတ်သက်ပြီးအလွန်ကြွန့်ကျင်အလွန်ကြွန့်ကျင်တဲ့ဆရာတော်ကြီးကဒုတိယကဘာစစ်တုန်းကပြိယောဂနဲ့စကိုင်းတောင်ရိုးမှာပြန်တော်မူသွားတာရှိတယ်ပြိဖြစ်ပြီးတော့ပြန်တော်ရကတ်ထဲပါသွားတယ်လို့ခေါ်တာပေါ့နော်အဲ့ဒါလူယောဂါတွေဖြစ်လာတာကို ရောဂန္တရကတ်လို့ခေါ်တယ်။ယောဂဖြစ်နေတဲ့အချိန်ပိုင်းမငြိမ်းမချင်းဒီယောဂပပျောက်မှုမဖြစ်မချင်းဒါကိုရောဂန္တရကတ်လို့သူတို့ခေါ်တာ။အဲ့တော့အစာရေစာရှားပမှုကိုအကြောင်းပြုပြီးတော့ဝေဒာလီပြည်မှာတော့ယောဂဖြစ်တာပေါ့။အဲ့တော့ဘိဒုဗ္ဗိခန္ဓရာကတ်ကနေဆက်နွယ်ပြီးတော့ယောဂရီဖြစ်ပွားတဲ့ရောဂန္တရာကတ်ဆိုရင်ဖြစ်လာတယ် ဖြစ်လာတော့လူတွေဟာယောဂတွေကုဆဲပြီးတော့တေချေပြစီးချက်ဒါကအခုခေတ်မှာဖြစ်တာမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်တုန်းကလည်းဓမ္မပရဝဋ္ထုတွေကိုကြည့်မယ်ဆိုလို့ရှိရင်အဟိဝါဒရောဂါဆိုတာရှိတယ်ဘာကြောင့်အဟိဝါဒလို့သုံးတယ်လို့ဆိုတာကိုတော့တည်တည်ချာချာဖွင့်ပြထားတဲ့ကျမ်းတော်မရှိ မတွေ့ရသေးဘူးပေါ့ အဟိဝါဒရောဂါလို့ဆိုတဲ့အတုံးလေးတစ်ခုရှိတယ်။အဲ့တော့အဟိဝါဒရောဂါဆိုတာအလုံးကိုပြင်းထန်ပြီးတော့ကုသမှုအလုံးမြန်တဲ့ယောဂတစ်မျိုးပဲ။အဲတချို့ကလည်းပလိယောဂါလို့ယူဆကြတယ်ပေါ့နော်။ပလိယောဂါလို့ယူဆကြတယ်။အဲ့တော့အိန္ဒိယနိုင်ငံမှာမြတ်စွာဘုရားလက်ထက်တုန်းကလည်းအဲ့ဒီအဟိဝါဒရောဂါကြောင့်မိသားစုတွေဟာလုံးဝကုန်သွားတာပျောက်သွားတာတွေရှိတယ်ပေါ့။ ထွက်ပြေးနိုင်မှလင်းလင်းမြန်းမြန်းဘာကိုမှမငဲ့ပဲနဲ့အိမ်ကမြန်မြန်ထွက်ပြေးတဲ့ပုံကတော့အသက်ရှင်တယ်။အဲဒီယောဂဖြစ်ပြီဆိုလို့ရှိရင်တိရိစ္ဆာန်လေးတွေကစပြီးတော့သေးတယ်။သေပြီးတော့နောက်တစ်ခါလူတွေထီအောင်ရောက်လာ။ဟိုကောတမီပြည်ကသမဝတိမိဗျာဆိုတာဘဒ္ဒဝတိမျိုးကတထေသမီးပဲ။သူတို့မိသားစုဟာ ီလိုပဲကြေးတွေကျောနေအိမ်မှာရှိတဲ့လူတွေတေးကြေးကုန်တော့သူတို့မိသားစုတာမိသားဖတ်၃ယောက်ထွက်ပြေးလာခဲ့ရကောတာမင်းပြည်ပဲကိုထွက်ပြေးလာခဲ့ကြအာကိုးစရာမရှိထွက်ပြေးလာအဲ့ဒါလို့ပြေးလာလို့ဒီလက်ရောက်ရောအမေအဖေကဆုံးသွားပြီးတော့နောက်နောက်ကြတော့သူကဥဒိဏမင်းကြီးရဲ့မိဖုရားဖြစ်သွားတာပေါ့တာမဝတိဆိုအဲ့ဒါလေဒီလိုယောဂါတွေနဲ့ထွက်ပြေးခဲ့ကြတဲ့ပုံကိုယ်တွေပဲပေါ့ တော့ယောဂဆိုတာတဏ္ဍာရထဲမှာဒီလိုရောဂန္တရကတ်ဆိုတာဒေသအလိုက်ဖြစ်ပေါ်တတ်တာလေးရှိတယ်တဲ့ဒါကမရှောင်လွဲနိုင်ဘူးပေါ့ဘယ်နိုင်ငံမှဆိုဖြစ်တာပဲဘယ်ဒေသမှမဆိုဖြစ်တာအဲ့လိုဖြစ်လာတဲ့အခါမှာကုသမှုကာဝယ်မှုစောင့်ရှောက်ကောင်းတဲ့နိုင်ငံတွေကြတော့ထိမ့်မှုချုပ်မှုခုခေတ်တော့ရှိလာတယ်ပေါ့ နည်းနည်းထိန်းချုပ်နိုင်တဲ့အနေအထားလေးတွေရှိတယ်။အဲဒါလို့ထိန်းချုပ်မရှိတဲ့အခါကျတော့လူတွေဟာတေကြည်ပျက်စီးကြတယ်။အဲဒါကိုရောဂန္တရကတ်လို့ခေါ်တယ်။အဲဒီရောဂန္တရကတ်ဖြစ်လို့ရှိရင်လည်းဒီရင်ရမနေသေးဘူး။နောက်ထပ်ကတ်ကတ်တစ်ခုကဝင်လာပြန်တယ်။ဘာလဲလို့ဆိုလို့ရှိရင်အမနုတန္တရကတ်မကောင်းဆိုးဝါး ဗီလူတရေတွေဟာလူတွေတည်ဆုံးတာကိုအကြောင်းပြုပြီးတော့မြို့ရဲရွာထဲမှာဝင်ရောက်ပြီးတော့ပို့ပြီးတော့ယောဂါတွေဖြစ်အောင်ဝင်ရောက်နှောက်ရှက်ပြီးဗီလူတရေတွေရဲ့နှောက်ရှက်မှုဆိုတာတခါထပ်ပြီးတော့ပိုးလာပြန်အဲ့တော့မြတ်စွာဘုရားလက်ထက်တုန်းကဝေဒာလိပြည်ကြီးဟာဒီလိုကัจကြီးသုံးပါးနဲ့တော့ပြီးတော့ဂျုံတွေးကြတယ် အဲ့ဒါအလုံးကြားဘူးနေကြတာပဲဇမယံခါကြုံတတ်တယ်ဆိုတာတတိထားဖို့ပေါ့နော်ကကြီးသုံးပါဆိုတာဇမယံခါကြုံတတ်တယ်ဒါကယရဏတုံနဲ့ပတ်သက်တဲ့ဝိသလိပြည်မှာကြုံခဲ့တဲ့ယောဂါဒီကကြီးသုံးပါပေါ့နော်နောက်တော့တစ်ခါမြတ်စွာဘုရားက အမတပုဋိကတုတ်အဲ့ဒီတုတ်မှာဟောထားတဲ့ကတိတုံမရှိသေးတယ်အဲ့ဒီကတုံမကြတော့ဘယ်ကနေစပြောထားတော့လို့ဆိုသူကြတော့လောကလူတွေဟာလက်နဲ့တွေအဆန်းတွေထွင်ကြတယ်လက်နဲ့တွေအဆန်းတွေထွင်လာကြတယ်အဲပါလောကတုံမမြတ်စွာဘုရားဟောထားတဲ့ အဲ့လိုလက်နဲ့တွေအစမ်းထွင်ပြီးတော့ဒုဥဒုတတ်ကြ။ဘာကြောင့်တတ်လဲလို့ဆိုတော့လောကလူသားတွေရဲ့အခြေအနေကဘလို့ရှိတုံးဆိုတော့အထမရာဂဝိတမလောဘမိစ္ဆာဓမ္မအဲ့ဒီစကလုံးသုံးလုံးကိုမှတ်ထားဖို့အထမရာဂဆိုတာ တရားမဲ့တတ်မဲ့မှုဒီလိုဆုံးလို့ရနော်တရားမဲ့တတ်မှတ်မှုဘာကိုပြောတာတုံးဆိုလူသားတွေဟာကာမအာယုန်နဲ့ပတ်သက်လာတဲ့အခါကျတော့တရားမဲ့တတ်မဲ့မှုဆိုတာဘာကိုပြောတာတုံးဆိုတာကအမေပေါ်မှာကိလေသာစိတ်ပေါ်တယ်အမေကတားပေါ်မှာကိလေသာစိတ်ပေါ်အဖေကသမီးပေါ်မှာ သတ်မောင်းနှမအချင်းချင်းကိလေသာစိတ်တွေဖြစ်တယ်အဲ့ဒါကိုအတ္တမရာဂလို့ဒီလိုခေါ်တယ်နော်အတ္တမရာဂဒါလည်းမဖြစ်ဘူးလို့မပြောနဲ့နော်တတ္တဝါတွေမှာအဲ့ဒီလိုယုံညံ့တဲ့အကုသိုလ်တွေလွှမ်းမိုးနှိပ်စက်လာတယ်တဲ့ဒါကတခုအတ္တမရာဂဆိုတာမထားရမဲ့တရားနိလမ်းမကြတဲ့ unlawful ပေါ့ တကယ်ကိုမတင့်တော်တဲ့ကိစ္စတွေမှာသွားပြီးတော့တဏှာရာဂဖြစ်တာအတ္တမရာဂတော့ခေါ်နောက်တစ်ခုကြတော့ဘာရောဆိုရင်ဝိတမလောဘဝိတမလောဘဆိုတာလွန်ကဲတာကာမဂုဏ်အာယုန်စိတ်တွေဟာတဏ္မာအနေထားရှိတဲ့တာတဲ့ပို့ပြီးတော့လွန်ကဲလာတယ် အဲ့ဒါလို့နှုံခဲလာလို့ရှိရင်ဒါဝိတမလောဘလို့ခေါ်တယ်။နောက်တစ်ခုမိစ္ဆာဓမ္မဆိုတာအာမဲ့လို့ဆိုတာမိစ္ဆာဓမ္မကြတော့မှားယွင်းတဲ့အချက်မှားယွင်းတဲ့အချက်ဆိုတာ wrong practice ပေါ့အဲ့ဒါကဘာပြောတာလဲဆိုကြားကြားခြင်းမမခြင်းလိင်တူဆက်ဆံတာလေးကိုပြောတယ်နော် homosexuality လို့ခေါ်တယ် homo sexuality လိင်တူဆက်ဆံမှုတွေဆိုတာပေါ်လာအခုခေတ်ဆိုလို့ရှိရင်တရားဝင်တောင်မှဖြစ်လာတရားဝင်တောင်ဖြစ်လာကြားဖို့ရပါလိမ့်မယ်ခေပါတီတို့ခေညီလာကံတို့တော့လောက်ကြားကြားချင်းမမချင်းဆိုတဲ့လိင်တူဆက်ဆံမှု homo sexuality အဲ့ဒီကိစ္စတွေဟာ ပေါ်လာတာအဲ့ဒီကိစ္စတွေကိုမိစ္ဆာဓမ္မလို့ပြောတာလူလောကထဲမှာအဲ့ဒါတွေတိုးပွားလာပြီတဲ့အာတမရာဂတွေတိုးပွားလာတယ်ဝိသမလောဘတွေတိုးပွားလာတယ်မိစ္ဆာဓမ္မတွေတိုးပွားလာတယ်ဆိုလို့ရှိရင်အဲ့ဒီအာတမရာဂဝိသမလောဘမိစ္ဆာဓမ္မတွေရဲ့လွှမ်းမိုးမှုကြောင့်လူရဲ့စိတ်တွေဟောပြန် ဟောက်ပြန်လာတော့ရံညိုးတွေအသေးတွေများလာမုံဒီမှုတွေများလာတဲ့အခါလက်နဲ့ဆန်းနေထွင်ပြီးတော့လက်နဲ့ဆန်းနေကင်ပြီးတော့လူတွေဟာတတ်မှုဖြတ်မှုကျွလွန်မှုတွေများလာတယ်ဒါလည်းပဲရှောင်လွဲလို့မရတဲ့ကိစ္စတစ်ခုပဲနော်ရှောင်လွဲလို့ကိစ္စမရတဲ့တစ်ခုအဲ့တော့လူလောကကြီးဟာဒါတစ်ကမ္ဘာလုံးနဲ့ခြုံကြည့်ရတယ် ကိုနေရကွက်ကွက်ကလေးလည်းကြီးလို့မရဘူးတနိုင်ငံနဲ့လည်းကြီးလို့မရဘူးတကမာလုံးနဲ့ခြုံကြည့်လိုက်မယ်ဆိုရင်အဲ့ဒါတွေဟာများလာပြီရခိုင်နှုံးတူးတူးလာတယ်ဆိုတဲ့အထည်ပြောတယ်အဲ့လိုဖြစ်တဲ့အခါအစွမ်းထက်တဲ့လက်နေတွေကင်ပြီးတော့တတ်ကြဖြတ်ကြအခုခေတ်ကြည့်လေဘုံခွဲပြီးတော့တတ်တာတော့နေမြန်နေမှာဆိုလို့ရှိရင် နိုင်ငံတကာခရီးသွားတဲ့လိမ်ညာတွေဆိုလို့ရှိရင်ဘလောက်ထိအောင် check in တွေလုပ်နေရတယ်ဆိုတာနိုင်ငံခြားခရီးသွားဖို့တော်ဘူးတဲ့လူတွေတွေ့ရမြန်မာပြည်ကဘုံကြီးတွေတောင်းပါပဲအမေရိကန်တို့ဘာလို့သွားရင်ဒီသင်္ကန်းတွေဘာတွေတောင်းချွတ်ပြီးတော့ပုံထဲရတာရှိတယ်နော်အပြစ်လို့တော့ဆိုနေမြန်မာလုံခြုံမှုအတွက်အများကြီးအရေးယူလာဥရောပနိုင်ငံတွေမှာဆိုရင် body scan down လုပ်နေတယ်လို့ကြားတယ်။ဂျာမနီနိုင်ငံဆို body scan လုပ်တယ်။ body scan ဆိုတာအဲ့ဒီစက်ထဲဝင်လိုက်ရင်မိမွေးတိုင်းဖာမွေးတိုင်းအကုန်လုံးပဲစက်ကရိုက်ယူလိုက်တာ။အဲ့တော့တချို့ကလည်းကန့်ွက်တယ်ဒါလူအခွင့်အရေးတွေကိုကျူးကျော်တာလို့ဆို။သို့တော်လည်းပဲအဲ့ဒါလို့မလုပ်လို့ရှိရင်ဒီလိင်ရင်ပြန်ကို ဖောက်ခွဲမဲ့ပစ္စည်းအမျိုးမျိုးဟာလိင်ပြန်ပေါ်မှာပါလာတတ် ဒါကြောင့်မို့ခုခေတ်နိုင်ငံခြားတော့ရင် ရေဘူးတောင်မယူရဘူးရေမွေးပလင်းလည်းယူလို့မရဘူးပြုတ်စီဘူးလည်းယူလို့မရဘူးကြံတဲ့အရာတွေတခုမှယူလို့မရကော့စမက်တစ်တို့ဘာလို့ယူလို့မရဘာလို့တော့ဆိုတော့အဲ့ဒါတွေကဒီတိုင်းလူသုံးဖို့ပစ္စည်းအနေနဲ့ရှိမယ်လို့လေးမြန်နိုင်ရန်တုတ်ပြီးတော့သူကမိလောင်အောင်လုပ်လို့ရတဲ့ကိစ္စတွေရှိတယ်အဲ့ဒါကြောင့်မို့လို့ယူလို့မရဘူး အခုခေတ်ခရီးသွားလို့ရှိရင်အမတမတ်ချက်တဲတယ်ချက်တဲတယ်အမတမတ်စစ်ဆေးတာအဲ့ရေမွေးပလင်းတွေပါတယ်ပါရင်အမိုက်ပုံနဲ့ထည့်တာကော့စမက်တစ်တွေပါရင်အမိုက်ပုံနဲ့ထည့်ခံပြုတ်စီဘူးတောင်မှပဲမယူပါဘူးအဲ့တော့အဲ့လိုဖြစ်လာတာဟာဘာဖြစ်လို့ရောဆိုတော့ခုနလူတွေဟာ အတ္တမရာဂဝိသမလောဘမိစ္ဆာဓမ္မတွေလွှမ်းမိုးလာတဲ့အတွက်ကြောင့်ဘသူသေးသေးဆိုပြီးတော့အနည်းပြုတ်ကျင်တဲ့ပုံစံတွေကလောကမှာဥယျာဉ်တိုးလာတယ်။ဥယျာဉ်တိုးလာတော့ခီးသွားတဲ့အခါမှာအနည်းကင်းမှုမရှိဘူး။မရှိသည့်အတွက်ကြောင့်ချက်ကင်းနေမှာ အကြီးအကျယ်ဆစ်ဆဲတာတွေဖြစ်လာတယ်ပေါ့။အမတမချက်တဲတယ်။ဒါမြတ်စွာဘုရားဟောထားတဲ့ထင်မြင်တရားပါပဲနော်။ ပလောကတုတ်လို့ခေါ်တယ်အဲ့ဒါလို့လက်နဲ့တည်းအသုံးပြုပြီးတော့တတ်ကြဖြတ်ကြဖြစ်သည့်အတွက်ကြောင့်ဒီကနေ့ခေတ်မှာအကျမ်းဖက်သမားတို့အကျမ်းဖက်ဝါဒလို့ဆိုပေါ်လာတာရရစ်မ်လို့ကျမ်းဖက်ဝါဒတာရရစ်ကျမ်းဖက်သမားဆိုတာပေါ်လာပြီးတော့ဘသူသေးသေးဆိုပြီးတော့ဟိုနာဘုံခွဲဒီနာဘုံခွဲဒီလိုအန္တရာယ်ပေးတဲ့ကိစ္စတွေကပေါ်လာတယ် ဒါမတမ60ကောင်းတာနော်တခါတော့ကဂျပန်နိုင်ငံမှာလွန်ခဲ့တဲ့7နှစ်ကြာကြာလောက်ကဖြစ်လေဒီမိယထဗုဒ္ဓယုံမှာအစိတ်ငွေတွေလွတ်တာဘသူအဲ့နာသွားရင်ဘသူပဲဖြစ်ဖြစ်သိစိတ်ငွေရှုမိရင်သိအောင်လုပ်တာတော့အဲ့လိုဟာတွေကနိုင်ငံတကာမှာပြန့်ပွားပြီးတော့လူတွေဒုက္ခရောက်အောင်လုပ်တဲ့ ဒီလိုစိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တွေတို့ပြီးတော့တကယ်လည်းလှုပ်လာတဲ့အနေထားတွေရှိလာတယ်ပေါ့နော်ဒါတွေကသတင်းစာတွေတို့ကြည့်လိုက်မယ်ဆိုရင်ဂျာနယ်တွေတို့ဖတ်လိုက်မယ်ဆိုရင်မကြားချင်အဆုံးတချို့ဒီကိစ္စတွေကရှိပြီးတော့နေတယ်ပေါ့ဒါမြတ်စွာဘုရားကပါဠိကတုံမှာဟောတာလက်နဲ့တည်းနဲ့တတ်လို့ လူတွေသေးတယ်တဲ့ဒါအကြောင်းတစ်ခုသူကလက်နဲ့ကြောင်ဖြစ်လာအဲ့ဒါလို့တတ်ကြဖြတ်ကြနဲ့ဒီလိုလုပ်တဲ့အခါတခါတည်းမိုးကောင်ရေရှားနဲ့ဂျုံတဲ့အခါမှာအစာရေစာမပြည့်စုံတဲ့ဒုဗိခန္တရကတ်ဆိုဖြစ်လာပြန်တယ်အစာရေစာမပြည့်စုံလို့လူတွေယောဂဖြစ်ပြီးဆိုတဲ့အခါမှာဘလူတရေဆိုတဲ့မမြင်ရတဲ့တတ္တဝါတွေကဝင်ပြီးတော့တခါနှောက်ရက်ပြန်တယ် ပါလောကတောက်တံမှာဒီလိုတတ္ထန္တရကဒုဗိခန္တရကအမလုတ္တန္တရကလို့ဆိုပြီးတော့ကချီသုံးမှာအဲ့မှာလဲဟောထားတာပဲညာဆိုပြီးအဲ့ဒီပါလောကတောက်တံမှာဟောတာကြတော့ပုံနာတယောက်ကမေးခွန်းထုတ်တယ်အရှင်ဘုရားတဲ့တမိုင်းစာအုပ်တွေကိုဖတ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တဲ့လူပြေဟာ အဗဓမ္မစီကားပြီးအရင်တုန်းကမြို့ကြီးပြကြီးတွေဟာအခုဟာတောစနဘုတ်ဖြစ်သွားတယ်။မြို့ဖြစ်ရွာဖြစ်တွေဖြစ်သွားတယ်။မစီကားတော့ပဲနဲ့လူဦးရေရောပါသွားတာတွေကို တွေ့ရ။အဲ့ဒီချိန်ကတည်းကရောပါနေလို့ကြည့်ပေါ်ဗမာပြည်မှာလည်းပဲတစ်ချိန်တုန်းကပကံခိအရိမတနာပကံနိုင်ငံတော်ကြီးဆိုအကြီးကြီးပဲလေ။ အခုသွားလို့ရှိရင်သေးသေးလေးဖြစ်သွားပုဂံခစ်ပြီးတဲ့အခါကျတော့ညင်ဆိုင်ပင်ရရွာလေးတရွာပဲရှိတော့အရင်ကမြို့တော်ကြီးနောက်အင်းဝမြို့တော်ကြီးကအခုဒီလိုဖြစ်လာတာပေါ့ဒီမရပူရလည်းပဲတစ်ချိန်လုံးကအမတမဆီခါခဲ့တဲ့နေရာကြီးတစ်ခုပေါ့ဘေးရန်လက်ထက်ကအဲ့ဒီလိုမြို့တွေမြို့တွေကမြို့ဖြတ်တွေဖြစ်ဖြစ်သွားတယ်ရွာတွေရွာတွေကလည်းရွာဖြတ်တွေဖြစ်သွား အဲ့ဒါလို့ဖြစ်ရတာဟာဘာကြောင့်လဲလို့မြတ်စွာဘုရားကိုရှောက်တော့မြတ်စွာဘုရားကအတွင်းကြကြဖြေတာလူတွေမှာတဲ့အတ္တမရာဂဆိုတာတွေလွန်းလာတယ်တဲ့ဝိသမလောဘတွေဆိုတာနှိမ့်ဆက်လာတယ်တဲ့မိစ္ဆာဓမ္မဆိုတဲ့ဒီမှရွက်နဲ့အချင်းတွေလွန်းမိုးလာတယ်အဲ့ဒါကြောင့်မို့လို့အစွမ်းတက်တဲ့လက်နဲ့တွေကင်ပြီးတော့လူတွေဟာစိတ်ထင်ရအကုန်လုံးကြတယ် ဒါလည်းအကြောင်းတစ်ခုပဲတဲ့လူတွေအကျင့်ပြတဲ့အခါကျတော့မိုးလေဝသကလည်းမမှန်ဘူးတဲ့မမှန်တဲ့အခါကျတော့မိုးကောင်ရေရှားဖြစ်ပြီးတော့အစာရေစာရှားပါမှုဆိုတာလည်းကြုံရတယ်။ဟောလူတွေအကျင့်ပြလာတဲ့အခါကျတော့ဒီလူတွေရဲ့ဂုံတိတ်ခါကင်းမဲ့ပြီးကိုချင်းတရားပြပြလာတဲ့အခါကျတော့ဒီမကောင်းဆိုးဝါးတွေကလည်းအလွယ်တကူဝင်ရောက်ပြီးတော့နှိပ်စက်ကြတယ် ဲ့ဒီတုတ်တံမှာဒီလိုခေါ်တာလူတွေအချင်းပြစ်လာတဲ့အခါကျတော့ဒီလူတွေရဲ့ဂုံတိတ်ခါကင်းမဲ့ပြီးကိုချင်းတရားပြပြလာတဲ့အခါကျတော့ဒီမကောင်းဆိုးဝါးတွေကလည်းအလွယ်တကူဝင်ရောက်ပြီးတော့နှိပ်စက်ကြတယ်အဲ့ဒီတုတ်တံမှာဒီလိုခေါ်တာဒါကတထန္တရကရဲ့ဒုဗိခန္တရကရဲ့အမနုတန္တရကရဲ့လို့ဆိုပြီးတော့ တို့ကတော့မှကြုံတွေ့နိုင်တယ်ဆိုတာဒီဟောတာ